ားလုံးပဲမင်္ဂလာပါဗျတဖန်ပြန်လဲတွေ့ရှိကြပြန်ပါပြီဒီကနေ့တင်ဆက်ပေးသွားခြင်းတဲ့တွဲဆိုင်ကတော့ cash weight တန်195ပေါင်နဲ့ kick boxing မှာရှင်ပြိုင်ထိုးသက်သွားတဲ့ထိုင်းနိုင်ငံက fighter နဲ့ netherlands နိုင်ငံက fighter တို့ရဲ့ kick boxing ပွဲစဉ်အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီဘက်ကအရက်မြင့်မြင့်တဲ့ fighter ကတော့ထိုင်းနိုင်ငံက fighter ဖြစ်ပြီးတော့ဒီဘက်ကအရက်နည်းနည်းနိမ့်တဲ့ fighter လက်အပြာနဲ့ fighter ကတော့ netherlands နိုင်ငံက fighter ဖြစ်ပါတယ် fighter နှစ်ယောက်လုံးအနေနဲ့က ဘယ်ချီရှိထုတ်ထားတဲ့ညာတန်စတန်ကိုပဲအပြုတ်ပြီးတော့ကစားနေတဲ့ဖိုင်တာဖြစ်ပါလေချစ်ကန်ကြက်တွေတော်တော်လေးကြီးလို့ကောင်းပါလေဗျဂျက်ထောက်ထားတဲ့ဟိုင်းဖိုင်တာကိုဂျောင်းပိတ်ပြီးတော့တူးနေတယ်ပရက်ရှာပေးထားတဲ့တစ်ဘောက်ဆင်အားကစားဆိုတဲ့အတိုင်းချစ်ကန်ကြက်တွေအဓိကထားပြီးတော့တုံးနေတာကိုတွေ့ရရရက်ကြီးလိုကလည်းတော်တော်လေးမြင့်ပါလေချစ်ကန်ကြက်တိုင်းငယ်ငယ်ကဖိုင်တာကပို့ပြီးတော့နည်းငယ်တွတ်တယ်ဗျလောကီကန်ကြက်တော်တော်ကောင်းတယ်အောက်ခြေကန်ကြက်ပေးထားတယ်ဗျဒီဘွဲစင်ကတော့ကျွန်တော်တို့ဂူတိုက်ချက်ကြည့်ရမှာမဟုတ်ဘူးဗျ sorry ကောင်ရဲ့ချက်ကြည့်ရမှာမဟုတ်ဘူး screening bucket တော်လေးကိုကောင်းတယ်ဗျာလုံးဝကိုထိသွားတာဗျာ screening bucket နောက်ထပ်တစ်ချက် oh my god လုံးဝကိုတော်လေးကိုထိသွားတာဗျာနှစ်ချက်ဆက်တိုက်ထိသွားပြီဗျာ look it ပေးထားတယ် screening bucket တော်လေးကိုကောင်းတယ်ဗျာခိုင်းနေတာ fighter နည်းနည်းတော့ဒီစိတ်နေကြီးဗျာ1 2ထိုးထားတယ်အဲ့အကြီးနေလဲဆိုတော့နည်းနည်းတော့ blue တယ်ဗျာဟိုခုနက screening bucket ကြီးကတော့တော်လေးကိုကောင်းတယ်ဗျာနောက်ပြန်ခြေကန်ချက်ဗျာဒီပုံကြီးတော့ဖိုက်တယ် လက်ဖ်ဟန်နဲ့ကောင်တာထားတဲ့ပြနောက်ထပ်စပင်းတက်တစ်ကျွေးမှုကြိုးစားပေမဲ့အောင်မြင်ခဲ့ဘူးပြဟန်နဲ့ငါဖိုက်တာကုနာကနှစ်ချက်စားပြီးတဲ့နောက်မှာတော်လေးကိုအစ္စလမ်ဝေသွားတာကိုတွေ့ရတယ်ပြဘူးလည်းမြေချေကန်ကြတော့ပြန်ပေးပါတယ်ဒါပေမဲ့စင်မပြေဘူးပြဒီဘက်ကဖိုက်တာတွေကတောက်လျှောက်ဆိုလိုပဲပရက်ရှာပေးထားတယ်ပြ1 2 3 4 1 2ဒီမှာကတော့ရှောက်ကိုတီးထားရပြ နောက်ဒေါင်းကျသွားတယ်ဗျာနေတဲ့နိုင်ငံကဖိုင်တာနောက်ဒေါင်းကျသွားတယ်မက်ဆေ့ချ်ရီခံနေရကြီးပြန်ပြီးတော့ထိုးမယ်ဗျာဘာလို့လဲဆိုတော့ခုနကတိုင်းဖိုင်တာရဲ့ right hand ညီပြီးတော့နောက်ဒေါင်းကျသွားတာဗျာကျွန်တော်ပြောလို့ရတယ်လက်အိတ်ကြီးကကြီးရဲ့အတွက်ကြောင့်မလို့တော်လေးကိုသူ့ရင်ထဲဆော့ယူကြတာဗျာသူ pressure light ပေးပြီးတော့ထိုးထားတယ် body shot ထိုးထားတယ် right hand ထိုးထားတော့မှလုံးဝဆူလို့မရတော့ဘဲနဲ့လုံးဝကိုပေါက်ကျသွားတာဗျာ right hand လုံးဝင်သွားတာဗျာတော်လေးကိုကျမ်းတယ် right hand ဗျာ တော်တော်လေးကိုကျမ်းနေပြတော်တော်လေးကိုမတော်တော်လေးကိုကျမ်းနေ right hand ဖြစ်ပါတယ်ပိတ်တက်ပြီးနေနဲ့ပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တော်တော်လေးကိုကျမ်းနေ right hand လုံးကိုမြင်တွေ့ရအောင်ဖြစ်ပါတယ်လောကကိုခံနိုင်တော့ပဲမှောက်ခုံကြီးမှောက်ပြီးတော့ရှေ့ကိုလဲကျသွားတာဖြစ်ပါတယ်တော်တော်လေးကိုကျမ်းနေလက်ပြီးထိုးချက်လို့ပြောရမှာပဲဗျာ ီးတော့ဒီဘွိုင်းစင်ကိုပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပြိတက်ပြီးနေတဲ့ Fighter နဲ့ပြန်လည်အမှန်ကန်တီးထုတ်နေတဲ့ပုံတွေကိုတွေ့ရမှာဖြစ်ပြီးတော့ပထမအချီးရဲ့အစောပိုင်းကာလတွေမှာနယ်သာလန်နိုင်ငံသား Fighter အနေနဲ့ Spinning Wicket တွေကိုအသုံးပြုပြီးတော့နှစ်ချက်စက်တိုက်ထိုင်းနိုင်ငံသား Fighter ကိုမူးဝေစေခဲ့တာပဲဖြစ်ပါတယ်။ဒါပြင်ထိုင်းနိုင်ငံသား Fighter ကလည်းနယ်သာလန်နိုင်ငံသား Fighter ကို left hand လုံးကျွေးပြီးတော့ dialogy အမှတ်စင်ကြီးခံအောင်လုပ်ပြနိုင်ခဲ့ပါတယ်။အဲဒီလိုမျိုးလုပ်ပြခံပြီးတဲ့နောက်မှာဆိုလို့ရှိရင်တော့ အဲ့ဒါနိုင်ငံသားဖိုက်တာအနေနဲ့ပွဲဖြတ်ပြသွားတာဟာဆိုလို့ရှိရင်တော့ right hand ကြီးကတော်တော်လေးကိုကောင်းလွန်းစပါတယ်ဗျို့ကဲဒီပွဲစဉ်မှာကတော့ပရိတ်သတ်တို့အားလုံးတည်ကြီးတာဖြစ်တဲ့အတိုင်းပဲဒီဘက်က Netherlands fighter Nicky Hodgson ဆိုတဲ့ fighter ကထိုင်းနိုင်ငံက fighter ကိုပထမအချီမှာတည်းညာလက်သီးနဲ့အလဲထိုးပြီးတော့သူကအလဲထိုးနိုင်ယူသွားတာပဲဖြစ်ပါတယ် Kickboxing ပွဲစဉ်တွေဟာဆိုရင်လည်းတော်တော်လေးကိုကြီးလို့ကောင်းခဲ့တာဖြစ်ပြီးတော့ဒီ fighter တွေရဲ့ထိုးတက်တဲ့ weight တန်းကတော့ပေါင်100 85ပေါင်တန်းပေါ့နော် water weight တန်းမှာရှင်ပြိုင်ထိုးတက်ပြီမြဲ cash weight တန်းမှာရှင်ပြီးတော့ထိုးတက်တာဖြစ်ပါတယ်တော်တော်လေးကိုကြည့်လို့ကောင်းပါတယ်ခုတင်ဆက်ပေးသွားမယ့်ပွဲစဉ်ကတော့ Muay Thai ပွဲစဉ်တစ်ပွဲဖြစ်ပြီးဒီပွဲစဉ်ဟာဆိုလို့ရှိရင် One Championship Friday Fight TR Event ပွဲစဉ်ရဲ့ခေါင်းပွဲ main event လည်းဖြစ်ခဲ့ပါတယ် Fighter နှူးဟာဆိုလို့ရှိရင်တော့ stem တူတဲ့ fighter တွေဖြစ်ပြီးဒီဘက်က fighter ကတော့ညာတန် fighter ဖြစ်ပြီး thai fighter ကတော့ bedan fighter ဖြစ်ပါတယ် one championship friday fight ရဲ့ power main event နေနဲ့ထုတ်ကပ်သွားကြတာဖြစ်ပြီးတော့ cash rate တန်း138လောက်ဘောင်းတော့တက်တော့ပါ oh my god ချစ်ကန်ရင်းနဲ့ချော်လဲသွားတယ်ဗျရုရှားနိုင်ငံက fighter နဲ့ထိုင်းနိုင်ငံက fighter တို့အမှန်ကန်ပြန်လည်တွေးကြတဲ့ပွဲဖြစ်ပါတယ်ချစ်ကန်ကြတဲ့အမှန်ကန်တွေးထားရရအနေနဲ့ fighter ကဘယ်တန်ကစားသမားဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ငယ်တော့ပို့ပြီးတော့အသာစီးရနေတဲ့ပုံပဲဗျချစ်ကန်ချက်တွေပေးထားတယ်ဗျ body shot တွေပြီးတော့ low kick တွေကိုအဓိကထားပြီးတော့ပေးထားတာကိုတွေ့ရတယ်ဘယ်ရှော့တွေလည်းပေးထားတယ်ဗျ ရုရှားနိုင်ငံကစားသမားကသူကဘယ်ဘက်ကိုဝိုက်ပြီးထွက်ရတာပို့ပြီးတော့တဘောကျတဲ့စားသမားဖြစ်ပါတယ်။အဲဒါမလို့ဒီဘက်ကထိုင်းနိုင်ငံကဖိုင်တာကညာဝိုက်ပုံစံမျိုးနဲ့ထိုးတက်ဖို့ကြိုးစားနေတာဗျ။ရှာဖိုက်တာ1 2တွေးထားတယ်ဘာလို့ကျော်လုံးနေကောင်းနေဗျလိုကစ်ကကြတဲ့တွေးထားတယ် ေးပြီးတော့ဒေါင်းနဲ့ထောင်းတာမျိုးရှင်အိုးမန်က8 skip တော်တော်လေးကိုကောင်းတယ်ဗျ8 skip ကံတော့တော်တော်လေးကိုကောင်းပါတယ်ဟိုးခြေကံချက်ခုံပြီးကံတော့တော်တော်လေး1 2လက်တက်ပြီးပေးထားတယ်ခြေကံချက်တွေပေးထားတယ်ရုရှားဖိုက်တာကတော့ထိုးတတ်တဲ့ပုံနဲ့နည်းပို့ပြီးတော့ကောင်းတယ်ဗျပို့ပြီးတော့ထိုးတတ်ပေါက်စုံတယ်လို့ပြောရမယ်ဒီနားကခြေကံချက်တွေဆိုတော့တော်တော်လှတယ်ဗျဒါပေမဲ့ဒီဘက်က TIE Fighter ကတော့သူကကျွန်တော်ပြောသလိုပဲခက်တီတီပဲသူကအေးဆေးဆေးပုံစံနဲ့ကစားတာဗျ။ဒီကြေပြန်လာပေးထားရဲ့ဗျ။ဟုတ်တယ်တီးတွေပေးထားတယ်။စတန်ချက်တွေပေးထားရဲ့ဗျ။ပြီးပြီးတံတောင်းနဲ့ထောင်းတယ်ဗျ။ပြီးပြီးတော့တံတောင်းနဲ့ထောင်းတဲ့ကော့ကတော်တော်လေးတော့မိုက်တယ်ဗျ။ ုတ်ကစ်တွေပေးထားသေးတယ်ဗျကျင်းခုံပြီးတော့စူပါမန်ပန့်ချ်ထိုးတယ် right hook ထိုးတယ်တော်တော်လေးကောင်းပါတယ် left hook right hook ဟိုတော့ရှောက်ကိုပါဝါကြီးနေတီးကြဗျမထီလို့တော်သေးတယ်ထီရင်အဲ့လက်သီးကလဲသွားဖို့များတယ်ဗျဘယ်ဝိုင်းလက်သီးပေးထားတယ်ဒီကကြက်တွေပေးထားဗျဘယ်ဝိုင်းညာဝိုင်းလက်သီးကြက်တွေပေးထားတယ်တောင်းတောင်းလုံးဝကိုလက်သီးအကြီးကြီးတွေနဲ့ထိုးနေပြီဗျပုံပြီးတော့ဒူးတိုက်ထားတယ် ကန်ကြွတွေပေးထားတာကောင်းတယ်ဗျာနောက်ကနေပက်ရှာလိုက်ပြီးတော့ပေးနေပြီဗျာဒီကန်ကြွတွေရထပ်ပြီးတော့ပေးထားသေးတယ်ဗျာကိစ်နေထားဖြစ်သွားပြီဗျာဒူးတိုက်ချက်တွေထွက်လာမှကြည့်ရမှာဗျာဒူးတိုက်ချက်ကောင်းတယ်ဟန်ဖိုက်တာဒူးတိုက်ချက်ကောင်းတယ်ဗျာဒါပေမဲ့ဒန်လီကြီးကပြန်ပြီးတော့ခွဲထားပေးလိုက်ပြီဗျာဒီပထမချီတော့ပြီးကန်နေပြီဗျာပထမချီပြီးသွားပြီပထမချီတော့ဟဲ့လို့ဆိုရင်ဒီကရှားဖိုက်တာကဘုတ်တပ်ပေါက်စုံတဲ့အတွက်ကြောင့်မလို့နဲငယ်ပို့ပြီးတော့လုတ်ပြသွားနိုင်တယ်လို့တော့ကျွန်တော်ထင်တယ် ဒါပေမဲ့နည်းလေးကြောက်နေတော့တွေ့ရပြီ။ဒီကထိုင်းဖိုက်တာလိုက်ဖြစ်ရင်သူကနောက်ဆုတ်ဆုတ်ပြီးပြေးတာဘောလုံးရှော့တွေပြေးထားတော့1 2 3တက်တွေပလဲထားတယ်ဗျ။ထိုင်းဖိုက်တာပေါ်လေးကောင်းတယ်။1 2 3တက်တွေနဲ့သူနောက်ကနေလိုက်ပြီးတော့ pressure ပေးထားတယ်ဗျ။ဒီကကြက်မြေချိန်ကကြက်ပေးထားတယ်။ဒုတ်ကဘောလုံးရှော့1 2 4ကောင်းတယ်ဗျ။ လက်ဖုတ်လုံးစားလိုက်ရပြီအော်မိုင်ဂါလက်သီးတွေတကယ်ကျွန်တော်ပြောဆိုလုံးဝကိုပါဝါရှော့တွေနဲ့တီးတာဗျလူတိုက်ချက်ပေးထားတယ်လက်ဖုတ် right hook right hook လုံးပေးထားတယ်ဗျ high fighter တီးတယ်ဗျ body shot right hook oh my god ကောင်းတယ်ဗျဒီ dresser fighter တော့တော်လေးကိုကောင်းတယ်ဗျ right hook နဲ့ထိန်းထားတယ်ဗျခြေကန်ချက်ထောက်ခြေကန်ချက်အပြန်လှန်ပေးထားတယ်ဒေါင်းနဲ့ပြေးပြီးတော့တွတ်တယ်ဗျ one two oh my god one two လက်သီးချက်တော်လေးကိုကောင်းတယ်ဗျ ူတိုက်ချက်တွေပေးထားတယ်။ကဲဒါလူကြီးတော့ခွဲလိုက်ရပြီဗျ။ဒုတိယအချီလည်းတော်တော်လေးကိုကြီးလို့ကောင်းနေသေးတယ်ဗျ။အမေကတော့ရိုက်ချက်ပြီးပြေးထားတယ်ဗျပြစ်လဲထားတယ်ဟောရော်လက်တီချက်တွေကောင်းတဲ့အမြင့်ချီကန်ချက်တွေပြေးထားပေမဲ့ချက်လုတ်ထားတယ်ပြေးပြီးတောင်းနဲ့ထောင်းလိုက်ဗျ1 2လက်တီချက်တွေပြေးထားတယ်မြင့်ချီကန်ချက်တွေပြေးထားဗျလုံးဝကိုပြောင်းလိုက်ဗျလက်တီချင်းဖလှယ်ပြီးတော့ပြီးနေကြတာဗျ ခြေကံချက်တွေကောင်းတယ်ဗျတထောင်ရိုက်ချက်တွေလည်းပေးထားတယ်ဟဲ့ဗျာလိုက်ပြီးတော့ဖြူထားတယ်ဗျတောင်းနဲ့တွတ်တယ်ဗျတောင်းနဲ့ထပ်ပြီးတော့တွတ်တယ်ဗျတောင်းရိုက်ချက်တွေလည်းတော်တော်လေးကိုတမခြေကံချက်ပေးထားတယ် right hook ထိရဲ့ဗျ Oh my god ထိုင်းဖိုက်တာပြန်ပြီးတော့ဖိနေပြီဗျသူကငဲငယ်ခံရတယ်ဗျခုနကတတိချက်တွေရဆိုရင်သူကခံရတဲ့ဖိုက်တာဒါမှမဟုတ်ပြလိုက်ပြီးတော့ pressure ပေးနေကြတယ် ။အိုးထိုင်းဖိုက်တာမာကုန်ကောင်းတယ်ကွ။ရုရှားဖိုက်တာတက်လုံကျနေပြီကွ။တော်လေးတိတာလေ။ထိုင်းဖိုက်တာလိုက်ပြီးတော့ထဲ့နေပြီ။တက်လုံကျတော့တိရဲကြောင့်လိုက်ပြီးတော့ထဲ့နေပြီကွ။ဒီထိုင်းဖိုက်တာတော့တက်လုံနဲ့မာကုန်ကမကျသေးဘူးကွ။ Oh my god ။နောက်တော့ကျသွားပြီကွ။အထောင်ထဲမှာမျက်နှာကိုထောင်းတာကွ။ရှယ်ပဲ။နောက်တော့ကြီးခံနေရပြီကွ။ရုရှားဖိုက်တာ နောက်ကောင်းကြီးချမ်းနေရပါလို့နောက်ကောင်းကြီးချမ်းရတယ်ဆိုတော့သူ့အနေနဲ့ခုနကပြောသလိုတက်လုံးကြပြီးတော့ဒီကနေ့နောက်ကနေလိုက်ပြီးတော့ဒီခန့်ထားရတဲ့နေပါမှာတက်လုံးကြသွားတာပြတ်ပြန်ပြီးတော့စပြီ Oh my god time fight ကတော်တော်လေးကောင်းနေပြတ်ဒါနဲ့ချက်တွေပြန်လန်ပေးထားတယ်ဖတ်ပြီးတော့ပေးထားပြန်ပြီဒါနဲ့ချက်တွေဟာတော်တော်ဤနေပြီရေနှစ်အောင်လုံးကတော်တော်လေးဤနေပြီဒါပေမဲ့ရရှာဖိုက်တာပို့ပြီးတော့ဤနေပြီပြတ် ထွက်ပြီးတော့ကလွှဲချလိုက်ပြီဗျထိုင်းဖိုက်တာကဒီဒုတိယအချီမှာတော်လေးကိုတိုးတက်လာတာဗျပထမအချီမှာသူ့အနေနဲ့တော်လေးကိုခံခဲ့ရတယ်ဒုတိယအချီမှာတော်လေးကိုတိုးတက်လာတာဗျတက်လုံပိုင်းတော်တော်လေးကိုကောင်းတာကိုတွေ့ရတယ်မာဂွန်ပိုင်းမှာလည်းတော်ကောင်းတယ်ဗျဒီကမာဂွန်ကောင်းတဲ့ဖိုက်တာမလို့စပြီးတော့ဖြွင့်ပြီးတော့ left hand တစ်လုံးနဲ့သူစပြီးတော့ဆော်ရပါလိဒီကောင်လေးချက်ပေးထားတာကောင်းတယ်ဗျအိုးတောင်ပြန်ပြီးတဖန်ရိုက်တယ်ဗျသူကတော့တော်လေးကျန်းနေပြီပြန်လည်းလက်သူးဖလှယ်နေကြပြီဗျ ကိုထောက်ချီကန့်ချက်ပေးထားတယ်ဗျထပ်ပြီးတော့ဒေါင်းလိုက်ချက်တွေပေးအောင်မှမြို့ဒေါင်းလိုက်ချက်တွေထပ်ပြီးတော့ပေးထားရဝိုင်းလက်သီးတွေတော်လေးကိုကောင်းတယ်ဗျနောက်ထပ်ဒေါင်းလိုက်ချက်တစ်လုံးထပ်ပြီးတော့ပေးထားတယ်ဗျတော်လေးကိုကောင်းပါလေတဲ့မွေတိုင်းကလစ်ဖြစ်နေတဲ့အနေထားမှာအလူကြီးကပြန်ပြီးတော့ခွဲပေးလိုက်ပြီဗျဒီဘက်ကရုရှားဖိုက်တာတော်တော်လေးကိုမှဲ့နေပြီဗျပုံစံကိုကြည့်တာတော်တော်လေးကိုကြည့်တာရမြေချေကန့်ချက်ပေးထားဗျမြေချေကန့်ချက်ဘဲညာနှစ်ဖက်ပေးထားတယ်ဗျအိုးဝိုင်းလက်သီးကြီးတစ်လုံး ြည့်သွားရင်တော့တော်တော်မှဲ့ပါဗျ။ကဲ။ Face Pin နေရင်လည်းကနေပြီးတော့လဲချခံလိုက်ရပြီဗျ။ရှာဖိုက်တတော်လေးကိုဤစိတ်နာကိုတွေးရတယ်။မက်ဆင်ကြီးခံနေရပြီဗျ။မက်ဆင်ကြီးခံနေရပြီဗျ။သူကတက်လုံးတော်တော်မကောင်းတာဗျ။တက်လုံးကြနေတာဒီကတက်လုံးကြနေတာရဲ့ပြီးတော့လူသွားတာဗျလက်ပြီးထိုးဖင်တိုင်းမှာလဲကျသွားပြီကိုတော်တော်လေးကိုကြည့်လို့ကောင်းတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်ဗျ။